မထင်ထားတဲ့ကျမ်းမာရေးအခြေအနေကြောင့်ပြည်သက်တွေကြားတယ်ပြောစရာ ဖြစ်နေခဲ့တဲ့တရုတ်ဆောင်ဘေလူပါ။ကဲပြည်သက်ကြီးတွေကျမ်းမာရေးအခြေအနေတစ်ခုကြောင့်အမှုပညာလောကဒဲကနေအပိတန်ရန်နာထားခဲ့ရသူကတော့အကယ်ဒမီတရုတ်ဆောင်တဦးဖြစ်သူဘေလူဝပဲဖြစ်ပါတယ်။တရုတ်ဆောင်ဘေလူဝဆိုတာကတော့တခေတ်တခါမှအတော်လေးကိုအောင်မြင်ခဲ့တဲ့ဟာတာလူရှင်တော်တယောက်ဖြစ်တယ်လို့စာပေပညာမှာလည်းအင်မတန်ကိုမှထူးချွန်တဲ့ဆရာကြီးတစ်လက်ဖြစ်နေခဲ့ပါသေးတယ်။ သူအနေနဲ့ကတော့ကျမ်းမာရေးကောင်းမွန်စဉ်အချိန်မှာတုန်းကနောင်လာနောင်သားတွေအသိပညာတိုးတက်စေဖို့အတွက်စာပေဟောပြောပွဲတွေသုံးမစကားတွေကိုအတက်နိုင်ဆုံးဖန်တီးခဲ့ပြီးလှုပ်ရှားခဲ့ပေမယ့်အခုအချိန်မှာတော့သူဟာကလေးတယောက်လူမျိုးပြောင်းလဲသွားခဲ့ရပြီပဲဖြစ်ပါတယ်ကျမ၏အခြေအနေကြောင့်အာယုံကြောတချို့ထိခိုက်သွားခဲ့ရတဲ့ဥပေလူဝဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတဲ့ဇနီးဖြစ်သူနဲ့အတူဆိုရှယ်မီဒီယာပေါ်မှာအင်တာဗျူးတစ်ခုနဲ့အတူပြန်ပေါ်လာခဲ့ပါတယ် ဒီအင်တာဗျူးထဲမှာတော့ဥပေလူဝါဟာအတိတွေသတိတွေရှိနေသေးပေမဲ့လည်းကလေးတယောက်လူမျိုးပြောဆိုပြမှုနေခဲ့တာမို့လို့ဇနီးဖြစ်သူကိုတိုင်ကိုကအကောင့်အတိုင်းပြန်ဖြစ်နိုင်ဖို့မလွယ်ကူတော့ဘူးဆိုတဲ့အကြောင်းကိုပြောလာခဲ့ပါတော့တယ်။ဒါကြောင့်ပဲဒီလူမျိုးထူးကျွန်းလွန်းတဲ့ပညာရှင်တဦးကတက်ရှိထင်ရှားရှိနေရတဲ့ပြောက်ွယ်နေခဲ့ရတာမို့ပရိသတ်တွေကလည်းအတော်လေးကိုဝမ်းနဲ့နေခဲ့ကြပါတယ်။ဆိုတော့ပြိတ္တကြီးတို့အနေနဲ့လဲဥပေလူဝါတရားအရင်လိုဟောပြောပွဲတွေမလုပ်နိုင်တော့ရင်တော့အကောင့်အတိုင်းပြန်ဖြစ်လာနိုင်ဖို့စူတောင်းစကားပြောပေးသွားကြပါဦးမြတ်